ဝတိတုတ်တံပယုတ္တိကေမတိခိတရားလက်ထက်မှာဖြစ်ပေါ်လာတဲ့တုတ်တံတစ်ခုကိုမြတ်စွာဘုရားကပြန်ပြီးတော့ဟောထားတာ ီကဘာကနေနောက်ဆုံးရေပြီးတော့ခြေတွက်ပြီးတော့ခြေလိုက်မယ်ဆိုလို့ရှင်60နှစ်တကဘာအဲ့ဒီ60နှစ်တကဘာမှာဝိပတ္တိတိခိဝိတ္တဘုံလို့ဆိုတဲ့ဘုရားတော်စုပွင့်ခဲ့ဘူးတဲ့ပေါ့ကိုယ်စတဲ့ကဘာတဲ့ကပွင့်နေတဲ့ဖရာတွေ အဲ့ဒီအချိန်ကဖြစ်ဖြစ်ခဲ့တဲ့အကြောင်းအရာတစ်ခုကိုကိုရောမြတ်စွာဘုရားက90ကဘာကြာပြီးတော့ဒီပတ္တကဘာမှာဒီအကြောင်းအရာကိုပြန်ပြီးတော့ဟောတာအဲ့တော့လွန်ခဲ့တဲ့90ကဘာကဖြစ်ပြခဲ့တဲ့အဖြစ်ပြတစ်ခုကိုပြန်ပြီးတော့ဟောတယ်ဆိုတော့အမတန်ရှည်လျားတဲ့သမိုင်းကြောင်းတစ်ခုလို့ဆိုရပါမယ် ယသောဘုရားရဲ့ပုဗ္ဗေတိဝါဒလုတ္တိဉာဏ်တော်ဆိုတာစွန့်အင်အမတမ်းမှကြီးတယ်ကိုယ်စိတ်ဘဂဝါမပြောနဲ့လေးသိမ့်ရှင်တဲ့ကဘာတသိန်းကာလကအခြေအနေတွေတောင်မှပဲတယ်လီဗီရှင်းထဲမှာရိုက်ပြီးတော့မှတ်တမ်းတင်ထားတဲ့ရုပ်ပုံလွှာတွေကိုပြန်ကြည့်ရတယ်လို့ဘုဗ္ဗေတိဝါဒလုတ္တိဉာဏ်ရဲ့အစွမ်းတတ္တိနဲ့ အတိတ်ဘဝကအချိန်လေးရက်ရက်တော့ဘုအတိတ်ဘဝကရုပ်ပုံလွာတွေကိုအကုန်လုံးမြင်နိုင်စွာရှိတယ်တဲ့။တလူဝဲမြောက်သွားသွားကြောက်သွားတဲ့အရာတွေကတကယ်ဖြစ်နေတဲ့အရာတွေပဲ။တကယ်ဖြစ်ခဲ့တဲ့အရာတွေကိုပျောက်သွားပြီမဲ့လို့တကယ်ရှိခဲ့တာဖြစ်တော့ကြောင့်တမန်လူတို့အနေနဲ့မှတ်မိเสียအကြောင်းမရှိဘူး။ ပြန်ပြီးတော့မြင်နိုင်စရာမရှိဘူးသို့သောတမာတိစွမ်းအားတွေအလွန်ထက်မြက်အောင်လေ့ကျင့်ထားတဲ့ဥပ္ပေနိဗ္ဗာန်နုဒတိဉာဏ်ရှိတဲ့ဘုရားရှင်တို့ပုဂ္ဂိုလ်ထူးတွေကြတော့ဘယ်ညပဲဝေးကွာပဲဝေးကွာပဲပြန်ပြီးတော့ကြည့်လိုက်လို့ရှင်အစအဆုံးတိတိကျကျအကုန်လုံးမြင်ရတယ်တဲ့ အဲ့ဒီဘုရေဒီမသာနုဒတိညာနဲ့ပတ်သက်လို့อ่ะစွမ်းအားတွေတဦးနဲ့တဦးမတူကြဘူးယေຊုဘုရားရဲ့စွမ်းအားကတော့အကြီးဆုံးပေါ့ကိုရမြတ်ပါရမီဖြည့်ခဲ့တဲ့သူမိသားဘဝကစအားပြီးတော့ကိုရမြတ်စွာဘုရားဖြစ်သည့်အထိအတိတ်ဘဝကတွေ့ကြုံခံစားခဲ့ရတဲ့အကြောင်းအရာတွေဟာ အကုန်လုံးပြန်ပြီးတော့ဟောနိုင်တဲ့အနေအထားရှိအဲ့ဒီလိုပြန်ပြီးတော့ဟောရတဲ့မဲ့ဒီကနေ့စာပေမှာမှတ်တမ်းတင်ထားတာကယသောဘုရားသခင်ကိုရောမြတ်ရဲ့အတိတ်ဘဝကဖြစ်တော်စဉ်ပေါင်းဟာ950ရှိတယ်။950ဆိုတာ၄သိချင်းနဲ့ကဘာတသိန်းဆိုတာနဲ့တွက်ကြည့်လို့ရှင်အလွန်နည်းနေသေးတယ် ဘာငါစမကနိုင်ဘူးဘဝလေသို့တော်တသောဗျာဆိုတာအကြောင်းပေါ်လာမှသာဟောတာအကြောင်းမပေါ်လို့မပြောတဲ့ဇာလန်းတွေအတိတ်ဘဝကရုပ်ပုံကားချက်တွေဟာအများကြီးရှိသေးတယ်အကြောင်းတိုက်ဆိုင်လာတဲ့အခါကျတော့မချမ်းမချွေးမြတ်စွာဘုရားကပြန်ပြီးတော့ဟောတယ် ဒါလည်းအတိတ်ကိုပြန်ပြီးတော့ကြည်နိုင်တယ်ပုဗ္ဗေနိဝါဒပုဗ္ဗေနိဝါဒအနုတ္တိပုဗ္ဗေနိဝါဒဆိုတာရှေးတုန်းကတကယ်ဖြစ်ခဲ့ဘူးတယ်နေခဲ့ဘူးတယ်ဘဝတစ်ခုအနေနဲ့မိမိကိုယ်တိုင်တွေ့ကြုံခံစားခဲ့ဘူးတယ်ဆိုတာတွေကိုအနုတ္တိနောက်ကျောင်းပြန်ပြီးတော့အမှတ်ရစေတတ်တဲ့ ဆိုင်အတ္တိရှိတဲ့တတိနဲ့ရှင်တွဲလာတဲ့အတိပညာကိုဥပ္ပေနိဝါဒနုတတိညာလို့ခေါ်တယ်။ဝိသညာသုံးပါးထဲမှာပုဋ္ဌိအာလို့ဆိုတာအဲ့ဒီပုဗ္ဗေနိဝါဒနုတတိညာကိုပြောတာ။အဲ့ဒီပုဗ္ဗေနိဝါဒနုတတိညာဟာဖယားမဖြစ်ခင်ကတည်းကရလိုက်တဲ့ညာပေါ့။ကဆုံးလာပြီနေညာဖယားပြတ်တော့မယ်လို့ဆိုတဲ့အချိန်မှာဘုရားလောင်းတော်ဟာ လေဝင်ကြင်ကစပြီးတော့အဋ္ဌံလိုက်တယ်ဒီကနေ့ဖျားမဖြစ်မချင်းသို့မဟုတ်ကိလေသာအတော်တွေမကုန်မချင်းဒီနေရာကမထဘူးဒီတင်မြင်ခွေထားတာဘယ်တော့မှမဖြစ်ဘူးဆိုတဲ့အဋ္ဌံချက်နဲ့ထိုင်လိုက်တာအဲ့လိုထိုင်လိုက်ပြီးတော့အာနာပါနကပ္ပထံကိုကျွမ်းအထောက်လိုက်တာပထမယံလို့ဆိုတဲ့ ဆယ်နှစ်အတွင်းမှာအတိတ်ဘဝတွေကိုပြန်ပြောင်းပြီးတော့အမှတ်ရအတိတ်ဘဝကရုပ်ပုံလွာတွေကိုတိတိကျကျပြန်လည်စဉ်းစားလို့အတိညာထဲမှာပေါ်လာတဲ့ပေါ်လာစေနိုင်တဲ့ပုဂ္ဂိုလ်ဒီဝတ္တတ္တိဉာဏ်ကိုရခဲ့တယ်ေပုဗ္ဗေနိဗ္ဗာန်သောတ္တိဉာဏ်ရပြီတဲ့အခါမှာမစ္စိမယံလို့ဆိုတဲ့ စတနာရီကနေနိုင်ရတစ်ချက်လောက်အတွင်းတကောင်းချိန်မှာအနာဂတ်ဖြစ်စဉ်တွေတို့ဝိလန်တဲ့ဒေတာကအစင်းအာယုန်တွေတို့တောင်ကြီးတွေခြားကွယ်နေတဲ့နေရာကအဖြစ်ပြက်တွေတို့အဲ့ဒါတွေကိုလှမ်းပြီးတော့မြင်နိုင်စွမ်းရှိတဲ့ဒိဗ္ဗစကုအပိညာဉ်ကိုရရှိခဲ့တယ် အဲ့ဒီအချိန်မှာဖျားမဖြစ်သေးဘူးအေးနောက်ဆုံးပစ္စည်းမယံလို့ခေါ်တဲ့၃နိုင်ရဲ့ဟိုဘက်ပြောင်းလာတဲ့အခါကျတော့မှဝိပဿနာချင့်စဉ်တစ်ခုကိုကူးလိုက်ပြီးတော့အာတဝက်ခယညာနဲ့အတော်လေးပါကုံသွားတဲ့အရတ္တမဲ့ရတ္တဖို့ဆိုတဲ့ဒီညာကိုရလိုက်တာ အဲ့ဒီအတွဲခရညာကတော့လောကုတ္တရာဆင့်တယ်။ပမထချင်းစင်နဲ့မရနိုင်ဘူးဝိပဿနာချင်းစင်နဲ့ရ။ခုနကပြောခဲ့တဲ့ပုဗ္ဗေနိဝါဒဒုတ်တိလို့ဒိဗ္ဗစကုဆိုတဲ့ဒီညာတွေကတော့ပမထချင်းစင်နဲ့ရတဲ့ညာတွေပေါ့။ဝိပဿနာကိုးလိုက်တဲ့အခါကျတော့ရသောဘုရားရဲ့တဏ္ဍမအတိတ်ဘဝကနေပြီး ပထမပါလာတဲ့ကိလေသာအတော်ရတဲ့အာလုံးဝါသနာနဲ့တကောဖယ်ရှားပြစ်လိုက်နိုင်တယ်ကိလေသာအတော်တွေကိုအာလုံးကုန်ခန်းသွားစေတတ်တဲ့ရတ္တမညာရတ္ထဖုန်ညာဆိုတာကိုရလိုက်တယ်အဲ့ဒီချိန်မှာဖျားဖြစ်တယ်ပေါ့ယသောဘုရားရဲ့စွန့်ဤတတိဟာယဟန္တာပုဂ္ဂိုလ်ရဲ့စွန့်ဤတတိလေမြင့်မားတယ် ိစေကဗုဒ္ဓတို့ရဲ့စွန့်ရင်တတ္တိတွေလည်းလည်းမြင်မှားပြီဆိုပါစို့ရှင်သာရိပုတ္တရာတို့ရှင်မောကလန်တို့ကမိမိဖြစ်ခဲ့တဲ့အတိတ်ဘဝကအကြောင်းအရာတွေကိုပြန်ပြောင်းပြီးတော့ချိန်မဲ့ဆိုလို့ရှိရင်တသိချင်းနဲ့ကဘာတသိမဲ့ချိန်နိုင်တယ်ဟိုဘက်ကမချိန်နိုင်ဘူး ဘာဖြစ်လို့လဲသူတို့ပါရမီဖြည့်ခဲ့တဲ့အတိုင်းအတာတစ်ခုကတသိချေတဲ့ကဘာတသိမှာပါရမီဖြည့်ခဲ့တယ်။အဲ့ဒီတစ်အသိချေတဲ့ကဘာတသိဆိုတဲ့ဖြတ်သန်းလာခဲ့တဲ့ဘဝတစ်ခုနောက်ကျောင်းပြန်ပြီးတော့ကြည့်မယ်ဆိုရင်ရှစ်သာရိဘုဒ္ဓရာတို့ရှမောကလန်တို့အဲ့ဒီချီအောင်ကြည့်လို့ရတယ်။ဟိုဘက်ကိုတော့သူတို့သွားလို့မရဘူး။ဘာဖြစ်လို့မရလဲဆိုအသိဉာဏ်အစစ်မမိဘူးပေါ့။ ပစ္စိကဗုဒ္ဓတွေကြတော့နှစ်သင်္ချေနဲ့ကမ္ဘာတသိန်းပါရမီဖြည့်ရတာဖြစ်တော့ကြောင်းနောက်ကျောင်းပြန်ပြီးတော့ဘဝဟောင်းကရှုပုံတော်တွေကိုပြန်ပြီးစဉ်းစားမယ်ဆိုလို့ရှိရင်နှစ်သင်္ချေနဲ့ကမ္ဘာတသိန်းမှာရှိခဲ့တဲ့သူတို့ရဲ့ကိုယ်တိုင်တွေ့ကြုံဖြစ်ပျက်ခဲ့တဲ့အရာတွေကိုအကုန်လုံးပြန်ပြီးတော့စိတ်ထဲမှာပေါ်လာနိုင်တယ်ပုဂ္ဂိုလ်ကသာလို့တဲ့ အဲ့တော့ပိဿကဗုဒ္ဓကလည်းပဲနှစ်တင်ချေတဲ့ကဘာတသိရဲ့ဟိုဘက်ကိုသူမသွားနိုင်ဘူး။ဇဏခမန်းပြီးတော့သာရှိလို့ရတယ်။အဲ့ဒီလိုအတိတ်အကြောင်းအရာကိုဖြစ်ပြီးတော့ပြတ်သွားတဲ့အရာတွေကိုဘယ်လိုလုပ်ပြီးတော့ပြန်ပြီးတော့ခြေရာကောက်နိုင်တယ်လဲလို့ဆိုတဲ့အခါမှာတရားတွေမှာ ပရိသေရိစိတ်နဲ့သုတိစိတ်ကလေးတွေဆိုတာတဘွားနဲ့တဘွားဆက်ဆက်မှုလေးတွေရှိနေတယ်။အတိတ်ဘဝကသုတိစိတ်လေးရဲ့အခြားမဲ့မှာပရိသေရိစိတ်လာတာ။အဲ့တော့ပိစိကဗုဒ္ဓတို့ရှင်သာရိပုတ္တရာတို့ဆိုတာအတိတ်ဘဝကိုပြန်ကြည့်ခြင်းပြီးဆိုလို့ရှင်ဟိုကျိုးရံကလေးကနေပြန်ပြီးတော့ရှောက်ရတယ်လို့ပဲသူတို့မှာစိတ်ရဲ့ မိတွေရာကလေးတွေနဲ့ပြန်ပြီးတော့သွားတာဒီတိုင်းအရန်သွားလို့မရဘူးဥပမာပဲရှင်သာရိပုတ္တရာဘုရားမရောက်ခင်ကသူပြန်ကြည့်ပဲဆိုလို့ရှိရင်ဒီဘုရားပရိသေရိစိတ်ကိုကြည့်ဒီဘုရားပရိသေရိစိတ်ကိုကြည့်ပြီးအဲ့ဒီပရိသေရိစိတ်ရဲ့ရှေ့ပိုင်းကသုတိစိတ်ကဘာလဲအဲ့ဒီသုတိစိတ်ទីတာနဲ့တပြိုင်နက်နောက်ဘုရားရဲ့ပရိသေရိစိတ်ကိုတစ်ခါကြည့်ပြန်အဲ့ဒီသုတိပရိသေရိဆိုတဲ့ဒီ process ဖြစ်စဉ်ကလေးတစ်ခုပေါ်မှာနောက်ကျောင်းပြန်ပြီးတဲ့အခါမှာသုတိနဲ့ပရိသေရေရှားမှာဘာတွေဖြစ်ခဲ့တယ်ဘာတွေတွေ့ကြုံခဲ့တယ်ဘာတွေခံစားခဲ့ရတယ်အမည်နာမဘလို့ခေါ်တယ်ဘယ်အလွယ်မှာဖြစ်တယ်ဘယ်ဒေသမှာဖြစ်တယ်ဘယ်သူဘယ်သူတွေနဲ့တွေ့ခဲ့တယ်ဆိုတာတွေအသေးစိတ်ပြန်ပြီးတော့ပေါ်လာတယ်သုတိပရိသေရေဆိုတဲ့ခေါင်းစည်းကလေးတွေနဲ့သူကသွားလို့ရတယ် ခေါင်းစည်းမပါဘဲနဲ့ဖြတ်ပြီးတော့ကြည့်လို့မရဘူးတဲ့ပြဿနာဘုရားသာသနာ့ဘာမှာတပ္ပဓာချင်းစင်အောင်တဲ့ပုဂ္ဂိုလ်ကြီးကြတော့အတိတ်ဘဝကိုပြန်ကြည့်မယ်ဆိုရင်သူတို့ကကဘာ40လောက်ပဲကြည့်လို့ရတယ်ဟိုဘက်ကိုကြည့်မရဘူး။ဘာဖြစ်လို့သူတို့ကဘာ40တဲ့ဟိုဘက်ကိုမကျော်နိုင်တာလဲလို့ဆိုရင် ူတို့မှာရုပ်နဲ့နာမ်ကိုခွဲခြားပြီးတဲ့အသိဉာဏ်မရှိလို့ပဲတဲ့ဒါရုပ်ပဲဒါပဲနာမ်ပဲဆိုတဲ့နာမရူပပြိစေတဉာဏ်ကင်းနေသည့်အတွက်ကြောင့်သူရဲ့ဉာဏ်စွာဟာယံဤသည်ဟာအစ်စ်မမီဘူးပေါ့ပြပြဝဝမရှိဘူးဉာဏ်ရဲ့စွာရင်တတ္တိကအဲ့ဒီကဘာ၄၀လောက်ပဲချစ်လို့ရတယ် ေယန္တာရိပုဂ္ဂိုလ်တွေကြတော့ရှင်သာရိပုတ္တရာတို့ကတဲ့အသင်ချင်းနဲ့ကမ္ဘာတသိမ်းကြီးနိုင်တယ်ရှင်မကတ္တဝါတို့ရှင်အနန္တတို့ဆိုတဲ့မဟာသာဝကတွေကြတော့ကမ္ဘာတသိမ်းအတိတ်ဘဝကရုပ်ပုံတော်တွေကိုပြန်ပြီးတော့မြင်နိုင်တယ်ဒါပုဂ္ဂိုလ်နိဗ္ဗာန်တော်တတိဉာဏ်ရဲ့အစွမ်းတတိတွေပဲဘုရားတွေတွေကမင်းကအကြောင်းအရာတွေပြန်စဉ်းစားလို့ရှိရင် တချို့တဝက်ပြန်ပြီးတော့ပေါ်တယ်လို့ပဲဥပ္ပနိဝါဒနုဒတိဉာဏ်ရထားတဲ့ပုဂ္ဂိုလ်ဟာမင်းကအကြောင်းအရာပြန်ပြီးတော့စဉ်းစားလို့ပေါ်လာတယ်လို့သူတို့ဉာဏ်ထဲမှာအကုန်လုံးပေါ်လာတယ်အဲဒါဘုန်းကြီးတို့တွေမှာဓာတ်တော်အကုန်လုံးပေါ်တာမဟုတ်ဘူးနော်လူတိုင်းလူတိုင်းမေးကြည့်မင်းကဘာဟင်းနဲ့စားတာတုန်းဆိုရင်ခင်းွက်တောင်မှစိုးစိအောင်များများစားထားရင်တော့ပြောတတ်မှာမဟုတ်ဘူးပေါ့လေ တစ်ခွက်နှစ်ခွက်နဲ့စားရင်တော့လည်းမှတ်မိကောင်းမှတ်မိမှာပေါ့အေးမနဲ့မိုးလင်းကနေစားပြီးညနေထိအောင်မင်းဘယ်သူတွေနဲ့စကားပြောခဲ့သလဲဘယ်သွားခဲ့သလဲဆိုတာတော့အတော်ပြန်စဉ်းစားရင်တော့ပေါ်တော့ပေါ်မှာပေါ်တဲ့လူလည်းပေါ်တယ်မပေါ်တဲ့လူလည်းပေါ်မှာမဟုတ်ဘူးပေါ့နော်အေးမြတ်စွာဘုရားတို့ဘယနာပုဂ္ဂိုလ်တွေကြတော့အတိတ်ဘဝကသူတို့တွေးကြုံခံစားခဲ့ရတယ်ပြန်ပြီးတော့မြင်နိုင်စွမ်းရှိတယ်ပုဗ္ဗေနိဗ္ဗာန်သောတိညာလို့ခေါ်တယ် မှာထူးခြားတာကတော့မြတ်စွာဘုရားရဲ့စွန့်ဤတတိကျတော့ဘဝအစနဲ့အဆုံးဆိုတဲ့သုတိသုတိပဋိသတ်တွေဆိုတဲ့ဒီခေါင်းစဉ်ကလေးတွေကိုရှားเสียရမလို့ခုံကျော်ပြီးတော့ချစ်လို့ရခုံကျော်ပြီးတော့သွားနိုင်ဆိုပါစို့မြတ်စွာဘုရားကအာသေတရမင်းသားမဖြစ်ခင်ကသေတဂေတုနာသာဖြစ်တဲ့အဲ့ဒီမဖြစ်ခင်က